တကြားမင်းကြီးဟာလူပြည်ကဘုံတကူအင်မတန်ကြီးမားတဲ့တွေးတပောင်မင်းကြီးကိုသူ့ရဲ့ယတနာဆက်ကြအလှန်ဖြစ်တဲ့အရိန်မအလှန်တစ်လက်ရှင်းမြင့်ပေးလိုက်ပြီးတဲ့နောက်ပိုင်းဘုံကံကြီးမားတဲ့မင်းအဆက်ဆက်ခိုင်းဆောင်လာခဲ့ကြရင်ပကံခိအနော်ရထားမင်းနဲ့ကြံစစ်တာမင်းတို့လက်ထက်အထိရောက်ရှိလာခဲ့ပါတယ်အခုပြောပြပေးမှာကတော့အနော်ရထားမင်းရဲ့လက်ယုံတော်သူရဲ့ကောင်ကြံစစ်တာအကြောင်းပဲဖြစ်ပါတယ် channel လေးကို like subscribe နဲ့ပြထားဖို့ တောင်းဆိုပါတယ်ဒါဆိုရင် like subscribe လေးနဲ့ပေးထားပြီးတာနဲ့ကျွန်တော်တို့ဇလံလေးကိုစားလိုက်ကြရအောင်ကဗကံပြည့်ရှင်အနွယ်ထားမင်းကြီးရဲ့သူရဲကောင်းကြံစစ်သား ဇက်လန်ရဲ့အစာမှာတော့ဗကန်ပြီကကျန်းစစ်သားငထွေးယူငလုံးလက်ဖယ်နဲ့ညောင်ဦးဖီဆိုတဲ့လူသွန်းကောင်းစစ်သည့်၄ယောက်တို့ဟာအုတ်တာပကိုးပြီကိုကျူးကျော်တိုက်ခိုက်ကြတဲ့ခါမှာဂျွန်းတဘုံတွေကိုနှိမ်နှင်းဖို့အတွက်စစ်ကူတွေအဖြစ်တွားရောက်တိုက်ခိုက်နှိမ်နှင်းကြတဲ့အခါမှာအနိုင်ရရှိသွားကြပါတယ်။ အဲဒါကြောင့်ဥတ္တာပြည်ကအရှင်ဘုရင်ကဗကံပြည်ကနေအနော်ရထာမင်းပေးပို့လိုက်တဲ့လူစွမ်းကောင်း၄ဦးတို့ရဲ့အစွမ်းကြောင့်ဥတ္တာပြည်ပြန်လဲအေဂျင့်သွားရတဲ့အတွက်အနော်ရထာမင်းကြီးကိုအလွန်ပဲကျေးဇူးတင်မိပြီးကျေးဇူးတုံ့ပြန်တဲ့အနေနဲ့သူ့ရဲ့တမီတော်လေးခင်ဦးခေါ်မနိစန္ဒာလေးကိုအနော်ရထာမင်းကြီးအတွက်လက်ဆောင်ပန်းတော်အဖြစ်ဗကံပြည်ပြန်ကြမယ်သူရဲကောင်းစစ်တီတွေနဲ့အတူထည့်ပေးလိုက်ပါတယ်။ သူရဲကောင်းတွေတဲကဦးစည်းဦးဆောင်ဖြစ်တဲ့တက်မင်းကြီးကျန်းစစ်သားကမင်းသမီးလေးမနိဆန္ဒကိုခရီးလမ်းတစ်ချောင်းဆောက်ရှောက်ပေးဖို့အတွက်သူရဲကောင်းတဦးကြတလှဲစီဆောက်ရှောက်စေပါတယ်။ဒီလိုနဲ့ခရီးလမ်းတစ်ချောင်းတလှဲစီဆောက်ရှောက်ခဲ့ရင်နဲ့ကျန်းစစ်သားဆောက်ကြရမယ့်အလှဲကိုရောက်လာတဲ့အခါမှာမင်းသမီးလေးဟာလိုက်ကလေးဖြွင့်ပြီးတော့ကျန်းစစ်သားကိုအမြဲတမ်းကြီးရှုနေပြီးစကားတွေလှမ်းပြောနေပါတယ်။ ကျန်စစ်သားဟာမင်းသမီးလေးမင်းနီဆန်တာရဲ့တဘောကြတဲ့အကြည့်တွေကိုဟိုအုပ်တာပြီတိုက်ပွဲမှာအနိုင်ရပြီးအောင်ပွဲခံကြကြတဲ့ကတတိထားမိနေခဲ့ပါတယ်။သူကိုယ်တိုင်လည်းမင်းနီဆန်တာရဲ့အလှကိုအလွန်တဘောကြမိနေပြီးတော့အတိတ်တခုရင်ထဲမှာပဲချစ်မိနေပါတယ်။မင်းနီဆန်တာကပကံပြီးရှင်အနွယ်ထားမင်းကြီးရဲ့မင်းမန်တာဖြစ်နေတာကြောင့် ဘရင်ရဲ့အားကိုးရဆုံးလက်ယုံတော်တစ္ဆာခံဖြစ်တဲ့ဂျန်စစ်သားဟာသူ့ရဲ့ဆန္ဒသူ့ရဲ့စိတ်တွေကိုတတိနဲ့ထိန်းချုပ်ပြီးတော့ခยีဆက်နေရပါတယ်ဒီလိုနဲ့ပဲခยีဆက်နေရင်လမ်းခုလမ်းမှာခยีခနာရက်နာကြမဲ့အခါမှာတော့အနီးဆန္ဒကဂျန်စစ်သားရဲ့အနာကိုရောက်လာပြီးတော့စကားတွေလာပြောပါတယ်ခေစီတဲ့ရေးကြနေရတယ်ဤတော်ရှိမှထင်တယ်နော်လိုက်ဖို့ပေးပါလားနောင်ကြီးဂျန်စစ်သား ကီလိုတော့မရပါဘူးမင်းသမီးလေးမင်းနီစန်တာဘာကြောင့်မို့လဲနောင်ကြီးရဲ့နောင်ကြီးကြံ့စစ်သားကစိတ်ကောင်းပါတဲ့ရေကွန်လိုက်ဖို့ပေးပါနော်နော်ပကံပြီအမြန်ရောက်အောင်ခင်းကြီးဆက်ရမှာမို့နားလဲပေးပါမင်းသမီးလေးမင်းနီစန်တာနန်ရီနဲ့မှလည်းဘင်းသမီးတော်လေးဆိုပြီးတော့ဘဲမှလည်းမသွားခဲ့ရဘူးအခုလည်းတပါဝါအလှတွေတွေးကြည့်မှတယ်ဆိုတော့ ရန်စိတ်ပုတ်တဲ့နောင်ကြီးနဲ့တွေ့နေတော့အရန်စိတ်ညစ်တာပဲတည်တော့တယ်အပန်းလေးများဖြေရမလားလို့တော်တော်စိတ်ပုတ်တဲ့ချန်စစ်တာစိတ်လီတော့မညှို့နှမ်းလိုက်ပါနဲ့မင်းမီလေးမနီဆန်တာကျုပ်လိုက်ပို့ပေးပါမယ်အရာဂျော်ဘရန်နောင်ကြီးချန်စစ်တာကိုကြိတ်ပြီးသဘောချနေမိတာပေါ့တကယ်တော့ကျမကနောင်ကြီးချန်စစ်တာဥဒ္ဒါတိုက်ပွဲမှာအနိုင်ရပြီးအောင်ပွဲခံကြတဲ့က မြင်မြင်ချင်းချစ်မိနေခဲ့တဲ့သူပါမင်းသမီးလေးမနီစန္ဒာရဲ့အကြည့်နဲ့အပြောတွေထဲမှာကျွန်တော်ကြံစစ်သားရင်ခုန်နေမိပြီဆိုတာကိုဝန်ခံကျင်ပါတယ်ဒါပေမဲ့ခရင်ဗန္ဒာကိုတော့မထိပ်ပါဖို့အတွက်သစ္စာစောင့်တည်ရမယ်ရမန်စစ်တီတွေအားလုံးပဲဒီမှာယာယီစကန်ချကြမယ်ဟဲ့ ဒီလိုနဲ့ကျန်စစ်သားနဲ့မင်းစံတော်တို့ဟာအပြန်လန်းခီးရှိကြီးမှာပဲတရားနဲ့တရားတန်ရောစင်တွေညှိတွေ့ပြီးတရားကိုတရားချင်းမိကြောင်ဖွင့်ပြလိုက်ပြီးလန်းခီးထဲမှာပဲချစ်သူတွေဖြစ်သွားကြပါတယ် ဘရင်ရဲ့တစ္ဆာတော်ခံလက်ယုံတော်သူရဲကောင်းတယောက်အနေနဲ့တစ္ဆာပြက်လို့မဖြစ်ဘူးဆိုတာနားလဲပေးပါမနီဆန်တော်နောက်နေ့လိုပကံပြည်ကိုရောက်တော့မှာမို့မနီဆန်တာကပကံပြည်ကိုမလိုက်လို့တော့ပဲချစ်သူနဲ့နှစ်ဦးအတူထွက်ပြေးကြဖို့ကြံစင်တာကိုညှိနှိုင်းပါတယ်အဲ့ဒီအခါမှာကျန်စစ်သားကတွန်းဆုတ်သွားပြီးမင်းကြီးအနော်ရထားကိုမဆန်းကျင်လိုတာကြောင့်ပကံပြီကိုသာရောက်အောင်သွားဖို့ပြောလိုက်ပါတယ်။ အဲ့ဒါကြောင့်မနီစန်တာကကျန်စစ်သားကိုချစ်သူအပေါ်မစွန့်စားဝန်သူဆိုပြီးတော့ရင်ထဲမှာခံစားရပြီးရင်နာနဲ့ပကံပြီးရှီယာကိုလိုက်ပါသွားပါတယ်။ကျန်စစ်သားကလည်းမနီစန်တာကိုချစ်ပါလျက်နဲ့အနွယ်ထားမင်းကြီးအပေါ်မှာထားတဲ့တစ္ဆာတရားတွေကြောင့်ရင်ထဲမှာမြူသိပ်ပြီး ပကံပြီးရအောင်သာခီးဆက်လိုက်ကြပါတယ်။ ပကံပြီကိုပြန်ရောက်ကြတော့လဲသူတို့နှစ်ယောက်စလုံးကတယောက်ကိုတယောက်ဆွန့်လွှဲရတော့မဲ့ခံစားချက်မျိုးတွေဖြစ်ပေါ်နေတာကြောင့်မူမမှန်တော့တဲ့မျက်နှာတွေက ဖုံးကွက်လို့မရဖြစ်နေပါတယ်။ဒါပေမဲ့သူ့ရဲ့သူရဲ့ကောင်းတွေပေါ်မှာယုံကြည်မှုအပြေအဝါရှိတဲ့မင်းကြီးအနော်ရထားကဓာတွေကိုတတိမမူပဲဥဒ္တပြီကဂျွန်းတပုံတွေကို တိုက်ခိုက်နိုင်နေနိုင်ခဲ့တဲ့အတွက်သူရဲ့ကောင်းလေးဦးကိုစူတော်လက်တော်တွေရှင်းမြင်စေပြီးအောင်ပွဲခံစေပါတယ်။ဥဒ္တပြီမှာကျွန်းတပုံတွေကိုနှိမ်နေနိုင်ခဲ့ကြတဲ့ ရုပ်ရဲ့လက်ယုံတော်ပကံသူရဲကောင်း၄ဦးတို့ကိုစုတော်လက်တော်တွေရှင်းမြင်ပေးမယ်။ကျောက်ရဲ့ဖားခမဲတော်ကိုတိုင်းရှင်းမြောက်ခဲ့တဲ့အမျက်နှိုးဆုံးယရနာဖြစ်တဲ့ဟောဒီဗဒမြားလက်စုကိုတားတော်လီကြံစစ်သားကိုဂုံပြုရှင်းမြောက်ပေးမယ်။ရော့ကြံစစ်သားယူစေ အောင်ပွဲခံပြီးနောက်နေ့လိုရောက်တော့ကျန်စစ်သားအပေါ်မနာလိုမုံထားတဲ့နိုင်တွင်တဲကလူတချို့ကကျန်စစ်သားနဲ့မနီစန်တာလန်ခီးမှာဖောက်ပြခဲ့တဲ့တည်င်းရတယ်ဆိုပြီးတော့အနွယ်ထားမင်းကြီးကိုတိုင်ကြားရှောက်တင်ကြပါဗျ။အဲ့ဒီတည်င်းစကားတွေကြောင့်အနွယ်ထားမင်းကြီးဟာကျန်စစ်သားကိုခေါ်ပြီးလန်ခီးမှာမနီစန်တာနဲ့ဖောက်ပြခဲ့လေသလားဆိုပြီးတော့မေးမြန်းပါတော့တယ်။ ျန်စစ်သားကဘာမှပြန်မပြေပဲနှုတ်ဆက်နေတဲ့အတွက်အနွယ်ထားမင်းကြီးဟာကျန်စစ်သားကိုအလွန်ပဲဒေါသထွက်သွားပြီးတော့နန်းဝတ်တန်စာတွေကိုချွတ်စီပြီးရာဇဝတ်သားအဖြစ်နဲ့နောက်ပြန်ကြိုးချက်ချင်းတုံ့စီလိုက်ပါတယ်။ ပြီးတော့အရိန်နမအလံကိုကင်ထားတဲ့အနှောရထားမင်းကြီးကဒေါသတွေထွက်နေပေမဲ့အပြစ်ပေးရတော့မဲသူကသူ့ရဲ့အာကိုရဆုံးလက်ယုံတော်လည်းဖြစ်တားတော်လည်းဖြစ်နေတာကြောင့်မေတ္တာစိတ်တညာလိုစိတ်တွေဖြစ်ပေါ်လာပြီးလှန်ပြရမှာဘယ်တော့မှမလွယ်ဘူးလေအနှောရထားမင်းကစံစစ်တာမှာတဲ့အရိန်နမအလံနဲ့စံစစ်တာရဲ့ကိုမှချီနောက်ထားတဲ့ဂျိုးကိုသာပြစ်လို့ထဲလိုက်ပါတယ် ကျန်စစ်သားဟာမြင်းနဲ့ကောင်လှန်တလန်နဲ့ထွက်ပြေးလာခဲ့တာရွာတရွာပြီးတရွာတနေပြီးတနေကျော်လွန်လာခဲ့ပါတယ်။ဘာမှမစားရသေးတဲ့ကျန်စစ်သားဟာဗိုက်ဆက်စာနဲ့ပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်တော့တမ်းမြာချံကိုသာ တွေ့လိုက်ရပါတယ်။အဲ့ဒါနဲ့သူ့မှာပါလာတဲ့အရင်းအမှားအလှန်နဲ့တမ်းမြာသီးတွေကိုလှမ်းနဲ့ခူးယူပြီးတော့စားတောက်ပါတော့တယ်။ တမ်းမြာချံကိုစောက်တဲ့တမ်းမြာချံမှုကတမ်းမြာသီးတွေကိုအိမ်ကြီးမပြတ်စားတောင်းနေတဲ့ကြံစစ်သားကိုတွေ့တော့တမ်းမြာသီးတွေတလောက်စားနေတာမချင်းဘူးလားလို့မေးလိုက်တဲ့အခါမှာကြံစစ်သားကအရင်နမအလံနဲ့ခူးယူထားတဲ့တမ်းမြာသီးတချို့ကိုချံမှုကို စားကြည့်ဖို့ကြွေးလိုက်ပါတယ်အဲ့ဒီအခါမှာအရိန်မအလှန်နဲ့ထိုးယူထားတဲ့တံများသီးတွေကချိုးပြီးစားကောင်းနေတာကိုခြံမှုလဲအံ့ဩစွာသိရှိလာရပါတယ် ဒီလိုနဲ့ကြံစစ်သားဟာတမ်းမြချမ်းမှုကိုနှုတ်ဆက်ပြီးတာနဲ့အီယာဝတီမြက်ကံဘက်ကိုခရီးထပ်ဆက်လာခဲ့ပါတယ်မြက်ကံဘေးကိုရောက်တော့ခက်လန့်လန့်မှလှေလောခန့်နေတဲ့သူတယောက်ကိုတွေ့တဲ့အခါကြံစစ်သားကလှေလောခန့်နေတဲ့သူကိုလှမ်းခေါ်ပါတယ်လှေလောခန့်နေတဲ့သူကမကြားသလိုလိုမကြားချင်အောင်ဆောင်သလိုလိုဟန်ဖြစ်နေတာကြောင့်ကြံစစ်သားဟာသူ့မှာပါလာတဲ့အရင်းမှာအလှန်နဲ့အချိန်အဟုန်ပြင်းစွာလှေဦးကိုပစ်ဆိုင်လိုက်ပါတယ် အလွန်ပင်အရှိန်ပြင်းတဲ့အရင်ကမှအလှန်ကြောင့်လေရုပ်ဦးတီချက်ကလဲထွက်သွားပြီးတော့ခြေသမားထိတ်ထိတ်လန့်လန့်နဲ့ဖြစ်ကာလှမ်းခေါ်နေတဲ့ကြံစစ်သားကိုတွေ့သွားပါတယ်။အဲ့ဒီအခါကျမှပဲခြေသမားကကြံစစ်သားစီရောက်လာပြီးတော့ကြံစစ်သားကို AOD မြင့်ရဲ့တစ်ဖက်ကံကိုလိုက်ပို့ပေးလိုက်ပါတယ်။ကြံစစ်သားဟာမြင့်ရဲ့တစ်ဖက်ကံကိုရောက်တော့ခရီးပန်းပြီးတော့မအေးရသေးမစားရသေးတာကြောင့်ခနာတာအိဆက်အနာယူဖို့အတွက်တစ်ပင်ကြီးတစ်ပင်ရဲ့အောက်ကိုတွားရောက်အနာယူနေလိုက်ပါတယ်။ ခဏအကြာမှာတော့ပကံပြီကကြံစစ်သားကိုမနာလိုမုံဒီသူတွေဆေလွှတ်လိုက်တဲ့လက်ရွေစင်စစ်တီတချို့နောက်ရောက်ခံပြီးတော့ကြံစစ်သားကိုရှင်းမှုအတွက်ကြံစစ်သားထံရောက်ရှိလာကြပါတယ်။တတိဝိရိယအင်မတန်ကောင်းတဲ့ကြံစစ်သားကသူ့ကိုလာရောက်တိုက်ခိုက်ကြတဲ့ရန်သူတွေကိုချက်ချင်းပဲခုခံတိုက်ခိုက်နိုင်ပြီးတော့တချို့ကအရင်မှလှန်ရဲလှန်ကျဲကြောင့်ပွဲချင်းပြီးဒေဆုံသွားကြပြီးတော့တချို့ကကြံစစ်သားကိုမရှင်နိုင်ကြတော့ပဲတော်ကြောင်နဲ့ထွက်ပြေးသွားကြကုန်ပါတယ်။ ကျန်စစ်သားမှလည်းရန်သူတွေရဲ့ဓာတ်ကျန်တဲ့ပေါင်းမှအလွန်ကြီးမားတဲ့ဒဏ်ရာကြီးတစ်ခုရရှိသွားပါတယ်။ဒီမှာဆန်းနေလို့မဖြစ်တော့တဲ့ကျန်စစ်သားဟာပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ပဲနေရောညပါဇွဲလုံးလာဝီရာချီစွာနဲ့ခရီးထက်ဆက်ရပါတယ်။မုံလင်းလို့ရှေ့နာကရွာငယ်လေးတယောက်ကိုတွေ့တော့ခင်းခွဲသူကခွဲအလုလုသူကလုံးနဲ့ကျက်သွန်တန်ခွေးဟောင်းတန်တွေနဲ့ရွာလေးကိုသဘောကျမိပြီးတော့အဲ့ဒီရွာလေးကိုဝင်ရောက်သွားလိုက်ပါတယ်။ ပြီးတော့အနီနာကအိမ်တိမ်ရဲ့အနာကိုရောက်ရှိသွားတဲ့အခါမှာရေအယမ်းစာနေတဲ့ဂျန်စစ်သားဟာအိမ်ရှင်ထံကနေပြီးတော့ရေတောင်းတောက်ဖို့အိမ်ရှင်ကိုလှမ်းကြည့်ပါတယ်။လူတဦးတယောက်မှမတွေ့တာကြောင့်ဂျန်စစ်သားဟာဒီအတိုင်းပဲအိမ်ထဲကိုဝင်ရောက်သွားပြီးရေကိုထိုင်တောင်းနေလိုက်ပါတယ်။ ိမ်ပိုင်ချင်းဖြစ်တဲ့မင်းမပြိုလေးတန်မူလာကတော့သူမနဲ့ဦးရီတော်ဆက်တဲ့ဘုံကြီးရဟန်းရှင်မတိတန်ဆွမ်ကပ်ဖို့အတွက်ဘုံကြီးကျောင်းကိုရောက်ရှိနေပါတယ်။တန်မူလာဆိုတဲ့မင်းမပြိုလေးဟာဟိုးငငယ်လေးကလေးကမိဘတွေလည်းအလုတ်ကင်စားတော့ကြပြီးခြေစင်တော်စစ်ပိုးထိပ်ပြီးကွယ်လွန်သွားကြလို့တန်မူလာရဲ့ဖခင်နဲ့ညီအကိုတော်ဆက်တဲ့ဦးရီတော်ရှင်မတိကပဲကလေးမလေးတန်မူလာကိုရွာသူရွာသားတွေကပဲဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့မှာထားခဲ့တာပဲဖြစ်ပါတယ်။ အခုတော့အပြိုးရွယ်ရောက်ရှိနေပြီဖြစ်တဲ့တန်ဘူလာဟာအင်မတန်ချောမောလှပပြီးဆွဲဆောင်မှုရှိတဲ့ရုပ်ရှင်အင်္ဂါရှိသူမိမ့်မပြိုလေးတယောက်ဖြစ်နေပါတယ်။မိမ့်မပြိုလေးတန်ဘူလာဟာဝီးတော်ရှင်မတိကိုဆွန့်ကပ်ခံပြီးမှဒူမညတော်ကမှတ်ခဲ့တဲ့ဦးစန်းတဲ့အိမ်မက်အကြောင်းကိုမေးမြန်းရှောက်တင်ပါတယ်။အိမ်မက်ထဲမှာနီလုံးကြီးကဒူမရဲ့အနာကိုရောက်လာပြီးတော့စကားလာပြောပြီးပန်းစီပေးသွားတယ်ဆိုပြီးတော့မှတ်ပါတယ်။ ဦးကြီးတော်ရှင်မတီကလည်းဒါဟာကောင်းတဲ့အိမ်မက်ဖြစ်တယ်မကြခင်မှာယောက်ျားမြတ်တယောက်ရောက်ရှိလာလိမ့်မယ်အဲ့ဒီရောက်လာတဲ့ယောက်ျားမြတ်ကိုကျွေးမွေးပြုစုပါဆိုပြီးတော့မှာလိုက်ပါတယ်ဒီလိုနဲ့ဘုန်းကြီးကျောင်းကနေပြန်လာခဲ့တဲ့မင်းမပြိုလေးတန်ဘူးလားဟာသူမရဲ့ဦးရီတော်ရှင်မတီပြောလိုက်တဲ့ဇကားတွေဟာထူးဆန်းနေပါလားဆိုပြီးတော့တလန်းလုံးတွေးပြီးဖြည်းဖြည်းချင်းအိမ်ကိုပြန်လာခဲ့ပါတယ်။ င်ရောက်တော့မင်းမပြုတ်လေးတန်ဘူးလားဟာရုတ်တရက်ကြီးပဲကမှန်မသိတဲ့ယောက်ျားသားတယောက်အိမ်ထဲမှာရေထိုင်တောင်းနေတာကိုအံ့ဩစွာတွေ့လိုက်ရပါတယ်ရှင်ဘသူလဲဘဲကလာပဲပိုက်ဆိုးပိုက်နဲ့နဲ့ကျမအိမ်မှာရေဝင်တောက်နေရတာလဲ ချက်စစ်သားဟာဘာမှပြန်မပြောတော့ဘဲရေကူသားမနာတမ်းတောင်းနေပါတယ်။တန်ဘူလာဟာသူမမိတာကိုမဖြေတော့ဒီမှရှင်ဘသူလဲဘဲကလာပြီးအိမ်မှာရေဝင်တောင်းနေရတာလဲလို့မင်းနေတယ်မဟုတ်ဘူးလား။ဆိုပြီးတော့နောက်ထပ်တစ်ကြိမ်ထပ်မိလိုက်တော့မှပဲချက်စစ်သားကတန်ဘူလာကိုလှည့်ကြည့်လိုက်ပြီးရေငှက်လိုလုံးဝင်တောင်းမိတာပါဗျာ။အိမ်ရှင်မသိလို့ဝင်တောင်းမိတာခွင့်လို့ပါဆိုပြီးတော့တောင်းပန်စကားပြောလိုက်ပါတယ်။ ပြီးတော့တံမူလာကိုမကြည့်ရဲကြည့်ရဲနဲ့ကြည်လိုက်ပြီးပြောစရာရှိတာကိုဖွင့်ပြောလိုက်ပါတယ်။ခလီမကျွန်တော်ကိုထမင်းကြွေးပြကျွန်တော်ဘိုက်ရန်စာနေတယ်။တံမူလာက ရှင်းဘာပြောတာလဲ။အဲ့ဒီအခါမှာကျန်စစ်သားကရှင်းပါတယ်ဗျာကျွန်တော်ကိုထမင်းကြွေးပါကျွန်တော်ဘိုက်ရန်စာတယ်။တံမူလာကအန်အော်ဘတော်လို့ပြောပြတာနဲ့တစ်ချက်တိတ်ဆိတ်သွားပြီးကျန်စစ်သားကိုကြည့်ပြီးတော့ထိုင်တွေးနေလိုက်ပါတယ်။ ဘယ်ကမှမသိတဲ့သူကမေးတော့လည်းမဖြစ်အခုတော့သူ့ကိုထမင်းကြွေးပါတဲ့သူ့ပုံစံကိုကြည့်တော့လည်းတကူလုံးကစိတ်ဝင်စားကြတွေ့ကြီးပဲ။အိုးမဖြစ်ပါဘူး။မင်းကလေးတို့ရဲ့အိမ်ဒီရွှေပေးပွေမရတဲ့သူ့ရဲ့အခြေအနေကိုစောင့်ကြည့်နေအောင်မပဲဆိုပြီးတော့ထိုင်တွင်းနေပါတယ်။ဘိုင်းရန်စားတဲ့ကြံစစ်သားဟာတန်ဘူလာကိုလှည့်ကြည့်လိုက်တော့တန်ဘူလာကဘာမှမလုပ်ပေးသေးပဲဒီအတိုင်းသာထိုင်နေပါတယ်။အဲဒါကြောင့်ကြံစစ်သားဟာ ဒီအိမ်မှာထမင်းစားရဖို့အခြေအနေမထူးဘူးဆိုတဲ့အတွေးဝင်လာပြီးတခြားအိမ်မှာသွားတောင်းစားကမှအဆင်ပြေအောင်မယ်ဆိုပြီးတော့လှန်ကိုထောက်ပြီးထားမလို့လောက်တော့မဲ့အချိန်မှာပဲဝါးနဲ့ဆောက်ထားတဲ့ကြံမြင့်ကြီးကလှန်ရဲ့အယူဒဏ်ကြောင့်ကျွန်ကျသွားပြီး၃လရက်လောက်ထမင်းမစားရတဲ့ကြံစစ်သားဟာပေါမာလဲတန်ရာနဲ့အာအင်းနေချင်းနေနေပြီးဖြစ်တာကြောင့်ပုံရက်သားလဲကျသွားပါတယ်။အဲ့ဒီခါကျမှပဲတန်ပူလာဟာအိုးဆိုပြီးတော့စိုးရင်တန်တွေထွက်ပေါ်လာခဲ့ပါတယ်။ တခါမှယောက်ျားလေးကိုမထိဘူးမကင်ဘူးတဲ့မိမပြိုစစ်စစ်ဖြစ်တာကြောင့်ကျန်စစ်သားကိုကူထူပေးဖို့အတွက်မထိရဲမကင်ရဲဖြစ်နေပါဗျ။ကျန်စစ်သားကလည်းအဲ့ဒီလဲကြနေတဲ့နေရာမှာပဲထိုင်လျက်သားဖြစ်ဖြစ်ချင်းရွှေ့လိုက်ပြီးနှယံကိုမှီပြီးတော့တက်တော့တက်တာမှီနေလိုက်ပါတယ်။တန်ဘူလာကကျန်စစ်သားကိုကြည့်ပြီးတော့စိုးရိမ်တန်လင်းနဲ့ထပ်ပြီးတော့မေးမြန်းပါတယ်။ရှင်ရှင်ဘယ်ကလာတာလဲ။ နေပြည်တော်ကပါရှင်ဘာအလုပ်လုပ်တာလဲစစ်သားပါရှင်ဟုတ်တယ်မင်းမူထမ်းစစ်သားအော်ရှင်ကစစ်သားပါလားရှင်နမရောဘယ်လိုခေါ်လဲဟင်ကျန်စစ်သားဘယ်လို အနောယထမင်းရဲ့သူ့ရဲကောင်းကြန့်စစ်သားလားဟင်ဟုတ်လားအရင်ကတော့ဟုတ်တယ်ဗျာအခုတော့မဟုတ်တော့ဘူးဒီလောက်ပဲဖြေပြားစီဆိုပြီးတော့ပိတ်ပြောလိုက်ပါတယ်အရာနဲ့တန်ပူလာဟာဦးတော်ရှင်မတီပြောခဲ့တဲ့အင်ကိုရောက်လာမယ်ရောက်ကြမြက်လားမသိဘူးဆိုပြီးတော့တွေးနေမိပါတယ်ခမရမေးတာဖြေပြီးပြီကျွန်တော်ခိုင်းတာလဲလို့ပေါ့ချင်ခိုင်းတာဟုတ်လားကျွန်တော်ဘာခိုင်းထားလို့လဲတန်စစ်သားက မိတက်လိုက်တာကလေးမရဲ့ကျုပ်ကိုထမင်းကြွေးဖို့ခိုင်းထားတာလေးဆိုပြီးတော့ပြောလိုက်တော့မှပဲ။အော်ဟုတ်သားပဲ။ထမင်းလာစားလို့ရပါပြီရှင်။ ကျန်စစ်သားဟာထမင်းစားနေရင်တန်ဘူလာကိုအဖေနဲ့အမေလည်းမတွေ့ပါလားဘယ်ရောက်နေလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတန်ဘူလာကအဖေနဲ့အမေမရှိတော့ဘဲတယောက်တည်းနေတယ်လို့ပြောလိုက်တော့ကျန်စစ်သားကဒါဆိုတယောက်တည်းမနေရတော့ဘူးမောင်ကြီးတို့နဲ့အတူနေကြမယ်ဟုတ်ပြီလားဆိုပြီးတော့ပြောလိုက်ပါတယ်အပြူစင်တန်ဘူလာခမရအခုမှတွေ့ဘူးတဲ့ယောက်ျားသားကရီစာစကားပြောတော့နေမတိထိုင်မသာဖြစ်သွားရပါတယ် ခုလိုတန်ဘူလာရှက်နေတဲ့အချိန်မှာပဲစံစစ်သားကတန်ဘူလာရဲ့လက်ကိုဆုပ်ကိုင်းလိုက်ပါတယ်။အပြူစင်တန်ဘူလာလေးဟာရင်တွေအယံကုန်လာပြီးစံစစ်သားကကြောက်ထဲမနေရတော့ဘူးနော်။မောင်ကြီးရှိတယ်။ဘာမှစိတ်မပူနဲ့အတူနေကြမယ်ကြားလာလို့ဆက်ပြီးတော့ပြောလိုက်တဲ့အခါမှာရင်တွေအယံခုန်နေတဲ့တန်ဘူလာကရှက်ရှက်နဲ့ခေါင်းငိတ်လိုက်ပါတယ်။ဒီလိုနဲ့တန်ဘူလာဟာကျန်စစ်သားရဲ့တံရွာတွေကိုကူတာပေးနေရင်ဆက်ပြုတ်ကျွေးမင်းနဲ့နေထိုင်သွားပါတယ် ဒဏ်ရာတွေပြောင်းလာတဲ့အခါမှာတော့ကျန်းစစ်သားကဇနီးတဲ့လေးတန်ပူလာနဲ့အတူလေယာလုပ်ငန်းပျော်ပျော်ကြီးလုပ်ကင်ပါတယ်။အရင်ကနန်းတွင်းထဲမှာခန့်ခန့်ညံ့ညံ့နဲ့တက်မင်ကြီးဘွားကနေအခုတော့နေတဲ့မိုးထဲမှာလေသမားကြီးလုံးလုံးဖြစ်နေပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ကျန်းစစ်သားဟာအခုလိုဘွားမျိုးမှာဇနီးတဲ့နဲ့အတူလောက်ကင်စားတောက်ရတာကိုပို့ပြီးနေတတ်နေပါရဲ့။ ဇလံလေးကိုဒီနေရာလေးမှာပဲခေတ္တရင်နာပါစေနောက်ထပ်အပိုင်းတွေမှာထပ်ပြီးတော့ပြန်ဆုံကြပါမယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်တဒါ